ူသားတွေအပေါ်ကိုကိုကိုဆိုးသလိုဆိုးလာကြတဲ့တရေပြောင်းမကောင်းဆိုးဝါးလေးများဒီကမှာတော့ Mutant Chronicle ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သမောင်းများစွာကရေခဲခေနောက်ပိုင်းကာလမှာအာကာသရဲကယင်ဒစီဟာကဘာပေါ်ကလူသားမျိုးနွယ်တွေကိုတရေပြောင်းတတဝါတွေဖြစ်ပြောင်းမှုအတွက်ကဘာပေါ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ Nish Dane အမိရတဲ့စစ်တီတယောက်ကလူမျိုးစုတွေအားလုံးကိုစူးစီးပြီးတော့အဲ့ဒီဆက်ကိုမြေအောင်အနဲ့တနေရာမှာချိတ်ပိတ်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒီဆက်ကြီးအကြောင်းမှတ်တမ်းယူထားတဲ့ဒဏ္ဍာရီလာစာအုပ်ကြီးကို နစ်ဒင်းရဲ့သားစဉ်မြေဆက်တရားတမိုင်းတလျှောက်ထိမ့်သိမ်းလာခဲ့ပါတယ်။သို့တော်လည်း2009ခုနှစ်ရောက်တဲ့အချိန်မှာတော့ဒူရီယာဒီဆက်ကြီးအကြောင်းမိမိပြောပြောဖြစ်သွားကြပြီဖြစ်ပြီးကမ္ဘာတဘာဝအရင်းမြစ်တရားလည်းကုန်ခန်းလာခဲ့ပါပြီ။ကမ္ဘာကြီးကိုလည်းကြံတဲ့အရင်းမြစ်တွေကိုတုံးပြီးအမြဲလိုလိုရန်ဖြစ်နေတဲ့ corporation ၄ခုကသာကြီးစိုးအုပ်ချုပ်ထားပြီးအခုဆိုရင်ဘောင်းဟောက် corporation က capital corporation နဲ့တိုက်ခိုက်ဖို့လုံနေပြန်ပါတယ်။သူတို့တိုက်ပွဲဖြစ်နေတဲ့နေရာဟာဆက်ကြီးကိုချိတ်ပိတ်ထားတဲ့နေရာဖြစ်နေတာကိုမသိဘဲနဲ့ ဘောင်းအောင်ဘက်ကဘုံမှုစတိုင်နာကတဖက်တပ်တွေကိုမယံမနာအမြောက်တွေနဲ့စော်ဖို့သူ့လူတွေကိုမိန်ပေးနေပြီးကပီတောဘုံမှုနေတန်ကလည်းသူ့လူတွေကိုရဲရင်ဖို့နဲ့အရှုံးမပေးဖို့တတိပေးနေပါတယ်။ဒါပေမဲ့ကပီတောဘက်ကအကြဆုံးများတာမို့အင်အားနည်းနေပြီးတကြကြီးမစ်ကကြာဆုံးသူတွေကိုဂုံပြုဖို့သူတို့ရဲ့တစိမ့်တွေကိုလိုက်လံဖြုတ်ယူနေပါတယ်။အဲဒီအချိန်မှာပဲဘောင်းဟော့ကတင်ကားတွေလွှတ်လိုက်တာမို့ကပီတောကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ကြပါတယ်။ဒီလိုနဲ့ပြစ်ကြခတ်ကြရင်ပေါက်ကွဲမှုတစ်ခုဖြစ်သွားတဲ့နေရာကဆက်မြုပ်ထားတဲ့နေရာတိကျဖြစ်နေပြီးအနှဲငယ်ထိခိုက်သွားစီပါတယ် ဒါမဲ့ဘသူမှသတိမထားမိလိုက်ပဲဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ဘောင်းအောင်ဘက်ကလက်ပစ်ဘုံတွေစိမ့်ငွေတွေနဲ့ပြစ်ခတ်တော့မက်တွေကိုမြ мян မတက်လိုက်နိုင်တဲ့ကပီတော့စစ်သားတွေအကုန်လုံးအစိမ့်မိကုန်ကြပါတယ်။ခဏကြာမှာတော့ဘောင်းဟော့စစ်သားတွေကကပီတော့ရဲ့ ground ချင်းတွေစီပါချီတက်လာခဲ့ကြပြီးမြင်သမျှစစ်သားတွေအားလုံးကိုတပ်ပစ်ကြပါတယ်။မက်လဲပြစ်ခံရလို့ညီပါဂျုံခဲ့ရပြီမဲ့နေတန်ကသူ့ကိုကယ်လိုက်ပါတယ်။ဘလောက်ပဲအင်အားနည်းနေပါစေအရှုံးမပေးပဲစတင်ပြန်တိုက်ခိုက်ကြပြီးနောက်တစ်ခါထပ်ပြီးပောက်ကွဲချိန်မှာတော့ ဆက်ရက်ဖုံးဟာလုံးဝပြည့်စည်သွားပြီးထူးဆန်းတဲ့အသွင်ရှိတဲ့တံတွာကြီးဟာအပေါက်ထဲကနေထိုးပေါက်ပြီးတော့စတင်လူသက်ပါတော့တယ်။နောက်ထပ်တရေပြောင်းတံတွာတွေထပ်ထွက်လာပြီးကပ်ပီတော့ဂရုတ်ချင်းတွေကစစ်သားတွေကိုတက်ကြပါတယ်။ဘောင်းဟောစစ်သားတွေကရန်သူစစ်သားတွေစုလိုက်ပြုံလိုက်တည်နေကြတာမြင်ပြီးအံ့ဩနေခဲ့ပေမဲ့မကြခင်မှာပဲသူတို့ပါတက်ခံလိုက်ရပြန်ပါတယ်။မိစနဲ့နေတန်တို့ကတော့ပြေးလွှားနေရင်ဖြစ်တာမို့တရေပြောင်းတံတွာတွေကိုမတွေးလိုက်ရဘဲနဲ့သူတို့ဘက်ကအဟောင်းတွေကိုတွေးတော့ဘောင်းဟောလက်ချက်ပဲလို့ထင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲနေတန်နဲ့စတိုင်နာတို့သွားဆုံမိပြီးတယောက်ကိုတယောက်ဆွဆွဲကြပြီးမကြခင်မှာပဲ နှစ်ဖက်စလုံးကအသက်ရှင်ကြံတဲ့စစ်သားတွေရောက်လာကြပါတယ်။တစ်ဖက်မှာလည်းတရီပြောင်းတရဝါရီယာအပေါက်တဲကနေထပ်ထက်ထွက်လာနေခဲ့ပြီးသူတို့ရဲ့ဓားလုံလက်တွေနဲ့တွေးမြစစ်သားတွေအားလုံးကိုတတ်ကြပြန်ပါတယ်။အဲဒီမှာပဲမကောင်းဆိုးဝါးတွေကိုမျက်မြင်တွေ့လိုက်ကြရပြီးနေတန်နဲ့စနိုင်တာတို့ပူးပေါင်းကအဲဒီတရဝါရီကိုပြစ်ခတ်တိုက်ခိုက်ကြပြီးတိုက်ပွဲထဲမှာဂျီဆက်ဆိုတဲ့စစ်သားတစ်ယောက်ဒဏ်ရာပြင်းထန်ရသွားခဲ့ပါတယ်။ အဲဒီချိန်မှာပဲကယ်ဆယ်ရေးယင်စီရောက်လာခဲ့ပြီးအသေရှင်သူတွေကိုယင်ပေါ်တင်ကြတဲ့အခါမှာမစ်ကဂျီဆက်ကိုယင်ပေါ်တင်ဖို့လုပ်ပြီးနေတန်ကတော့စစ်တနတ်တလက်ကိုမကတတိပြောင်းတတဝါတွေကိုရှင်းပြဖို့လုပ်ပါတော့တယ်ခဏကြာမှာတော့နေတန်ကကြီကုံသွားခဲ့ပြီးမကောင်းဆိုးဝါးတွေဟာလည်းသူနာမှာဝိုင်းလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်တတိပြောင်းတတဝါတွေရဲ့တရင်ဟာနေစတိန်မျိုးဆက်တွေစီကိုရောက်သွားပြီးခေါင်းဆောင်ဖြစ်သူအကိုကြီးဆမ်မီရွန်နဲ့ဆာဗေရီယန်အမိရတဲ့ဝစီပိတ်သီလာရှင်တို့ဟာဖျားเจ้าရဲ့လက်ဝက်ခန်းကိုသွားပြီးဆက်ကိုဖြစ်စည်းနိုင်မဲ့နီလန်းပါမလာအတွင်းနဲ့ တရေပြောင်းလူသားတွေအကြောင်းစာအုပ်ကိုတွက်ဖက်ကြပါတယ်။စာအုပ်ထဲမှာတရေပြောင်းတော်ဝါတွေကဒဏ်ရာရပြီးစံတငငငယ်ဖြစ်နေတဲ့လူသားတွေကိုစစ်ထဲခေါ်သွားပြီးမကောင်းဆိုးဝါးတွေအဖြစ်ပြောင်းနိုင်ကသူတို့ကအမတန်တန်မာလို့ကဘာပေါ်ကပဲစစ်တပ်ကမှသူတို့ကိုမနိုင်နိုင်ဘူးလို့ဆိုထားပါတယ်။ဒါမဲ့စာအုပ်ထဲမှာအဲဒီဆက်ကိုဖြစ်စည်းနိုင်မဲ့လူတယောက်တော့ရှိနိုင်တယ်လို့ခံမှန်းခြေတစ်ခုပါနေခဲ့ပြီးအဲဒီနောက်မှာတော့ဆင်မီရယ်ဟာဒီကိစ္စအကြောင်းဆွေးနွေးဖို့ corporation တွေရဲ့ခေါင်းဆောင်၄ဦးကိုဆင့်ခေါ်လိုက်ပါတယ်။ခေါင်းဆောင်တွေကတရေပြောင်းတတော်ရီဟာမြို့ကြီးတွေကိုပါအန္တရာယ်ပေးနိုင်ခဲ့ပြီးမို့အသက်ရှင်ကြံတဲ့လူတွေကိုမတ်ဂျိုကိုရွှေ့ပြောင်းလိုက်ဖို့အကြံပြုပေမဲ့ ဆင်မီရကသူတို့မှာအာကသရင်လုံလောက်မရှိကြောင်းနဲ့ဒီတရဝါတွေကသူတို့နောက်ကိုလိုက်လာ နိုင်စွမ်းရှိတာကိုပြန်သတိပေးလိုက်ပါတယ်ဆင်မီရအကြံကတော့အခွက်တစ်ခွက်ကိုမြေရောက်သေးကိုလွတ်ပြီးဆက်ကိုဖြစ်စည်းပြစ်ဖို့ပါဒါမဲ့ခေါင်းဆောင်တွေကငင်းခုံတွေဆက်ဖြစ်နေကြတာမို့ဆုံးဖြတ်ချက်ရေရာမချနိုင်ပဲတစ်ဖက်မှာလည်းတရဝါဇိုးတွေရဲ့လက်ချက်ကြောင့်မျိုးတွေဟာပူပူဆိုးရွားလာတဲ့အန္တရာယ်ကိုခံစားနေရတာမို့ အပြောင်းရွှေ့ကိစ္စတွေစားလိုက်ပေမဲ့စင်မြူရဲ့အထင်တိုင်းပဲအဆင်မပြေခဲ့ပါဘူး။မကောင်းဆိုးရတွေကနေရက်ကိုကာကွယ်ဖို့ထွက်လာတဲ့စစ်သားတွေအားလုံးကိုတက်ပြစ်နေကြပြီးရွှေပြောင်းရင်လက်မှတ်မပါတဲ့မိသားစုဝင်တွေဆိုရင်လည်းတကွဲတပြားစီဖြစ်ကုန်ပါတယ်။တချို့ဖောက်ကွဲမှုတွေမှာဆိုရင်လည်းမကောင်းဆိုးရတွေဒါမှကရွှေပြောင်းရင်ရင်တွေကိုပါထိခိုက်ကုန်လို့လူတွေရောမကောင်းဆိုးရတွေပါတည်ကုန်ကြပါတယ်။ခေါင်းဆောင်လေးဦးတွေကတအုပ်ကသူ့ကျမ်းမာရေးချီနေကြောင်း Mars Ball ကိုလိုင်းနိုင်မှာမှုတ်ချောင်းပြောပြပြီးတော့သူ့ရင်နဲ့လက်မှတ်တွေကိုစင်မြူရဲကိုပေးကာမရှင်အတွက်ဗလန်တီးယားလုံးမဲ့သူတွေကို၎င်းတို့ဆွေမျိုးတွေကိုရွှေပြောင်းခွင့်ပေးနိုင်မဲ့လက်မှတ်တွေနဲ့ဆွဲပြီးရှာဖို့ပြောပါတယ် ဆင်မီရော်တို့ထွက်သွားပြီးမကြခင်မှာပဲတရေပြောင်းတတော်ဝါတွေရောက်ရှိလာပြီးအဲ့ဒီကောင်းဆောင်ကိုတက်ပြစ်လိုက်ကြပါတယ်။ဒီချိန်ထဲမှာပဲမေရှာနေတန်မိသားစုကိုနေတန်ရဲ့တရင်စုကိုသွားပြောပါတယ်။နေတန်ရဲ့မိမဟာယောက်ျားကဆိုသူမတို့ရဲ့သမီးလေးဟာလည်းရွှေပြောင်းခွင့်မရတဲ့အတွက်ပူဆွေးတော့ကရောက်နေတော့မေရှ်ကိုရိုင်းကကိုကိုကိုတုံးမကြဘူးလို့စိတ်ထဲတွေးနေမိပေမဲ့အတားနိုင်ဆုံးနှစ်သိမ့်ပေးခဲ့ပါတယ်။နောက်တော့ဘားတစ်ခုကိုသွားပြီးမူမူနဲ့ညီနောင်တွေရဲ့စူးတစိတ်တွေကိုအရက်ထဲထည့်နှစ်နေချင်းဆင်မီရယ်နဲ့တိုးပါတယ်ဆင်မီရယ်ကသူ့ကိုမရှင်နဲ့ဝင်ပါမလားလို့မေးပြီးတော့ သူလဲစာပိုင်းမှာညင်ခဲ့ပေမဲ့လက်မှတ်တွေကိုမြင်တော့လက်ခံလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့နေတဲ့မိမကသူမနဲ့ကလေးတွေအစိတ်တွေကိုပြင်နေခဲ့ပါတယ်။အကြောင်းကတော့တရဝါဆိုးတွေလက်ထဲမှာအတိမကန်နိုင်လို့ပါ။ဒါပေမဲ့ match တောက်အချိန်မီရောက်လာပြီးတော့သူမတို့ကိုထွက်သွားလို့ရအောင်လက်မှတ်တွေကိုပြေးလိုက်ပါတယ်။ဆင်မီရယ်က machine ထဲကိုဝင်ပါဖို့လက်ခံခဲ့တဲ့စစ်တီတွေကိုစူးစီးပြီးတော့အစီအစဉ်ကိုစပြောပါတယ်။သူတို့အနေနဲ့လန်ကောင်းပေါင်းများစွာကိုဖျက်ကျော်ပြီးအလေတက်တက်မှာဘုံတစ်လုံးကိုသွားထားရမှာပါ။အဲ့ဒီဘုံကလည်းစစ်မှာပါတဲ့တောတစ်ခုနဲ့ဖွင့်ရမှာဖြစ်ပြီး အဲဒီစမှာဘုံကိုတက်ဝင်ဇေနိုင်မဲ့တော့ချက်ပါမပါကိုတော့ကိုယ်တိုင်လည်းမသိချာသေးပါဘူး။ဆင်မီရကတော့ဒီစာအုပ်ထဲမှာပါတဲ့ထူးခြားတဲ့လူတစ်ယောက်ကတော့ပြဿနာဖြစ်လာရင်ရှင်းနိုင်မယ်လို့ထင်နေပါတယ်။အဲဒီနောက်မှာတော့စတိုင်နာကသူတို့ကိုတရေပြောင်းတရဝါတွေကိုဘလို့တက်ရမလဲဆိုတာကိုပြဖို့အဲဒီလိုအကောင်တကောင်ကိုဖမ်းဆီးချုံနှောင်ထားတဲ့အခန်းကျင်းထဲကိုခေါ်သွားခဲ့ပါတယ်။စတိုင်နာကလိုအပ်တဲ့ပစ္စည်းတွေပြောတဲ့ချိန်ဆာဗယ်ရီယန်ကကွီးနေထူနိုင်အကွက်နဲ့လုပြလိုက်ပါတယ်။လိုတဲ့ပစ္စည်းအစဉ်စဉ်ကတော့ first pack ပုံတနတ်တန်ဒါမှမဟုတ်ဓာတ်နဲ့နေရာမှန်ကိုချိန်ထားနိုင်ဖို့ပဲဖြစ်ပါတယ် ဆာဗေရီယန်ဒရီပြောင်းကောင်ကိုတရုတ်ပြရင်ရှင်းပစ်လိုက်တဲ့နောက်မက်ကအဲ့ဒီတရဝါဇိုးဟာမတည်ခင်အချိန်ခဏလေးအတွင်းမှာလူသားတယောက်အဖြစ်ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ်။အဲ့နောက်မှာတော့အားလုံးပြန်ဆောင်ကြပြီးဓာတ်တယောက်တစ်လက်စီရကလည်းနဲ့ခရမ်းတွေနဲ့ချီတက်ကြဖို့အစဉ်သင်းပြင်နေကြပါပြီ။ခရီးတစ်လျှောက်မှာအချင်းချင်းသူတို့လက်မှတ်ပေးခဲ့တဲ့ချစ်ရသူတွေအကြောင်းကိုမျှဝေကြပြီးရုတ်တရက်ဆိုသလိုရွှေပြောင်းသူအရက်သားတို့စီးလာတဲ့ရင်ကသူတို့ရင်စီကိုတိတ်တဲ့ကြီးကိုဥတီလာနေတာကိုသတိထားမိလိုက်ပါတယ်။ အဲ့ဒါနဲ့လမ်းကြောင်းပြောင်းဖို့တခြားရင်ကိုဆက်သွယ်ခဲ့ပေမဲ့တုတ်ပြမှုမရှိတာကြောင့်ရင်ကိုတရေပြောင်းကောင်တွေတင်းလိုက်နိုင်ပြီဆိုတာကိုသိလိုက်ရပြီးစတင်ပြက်ခတ်ပါတော့တယ်ပြက်ခတ်မှုမအောင်မြင်မဲ့သူတို့ရင်ကပါလမ်းကြောင်းပြောင်းပြီးတော့တိန်နေကြားတဲ့ကရန်သူကိုရှာမတွေ့တော့ဘဲနဲ့သူတို့ရင်ဟာပောက်ကွဲမှုအကြီးကြီးတစ်ခုနဲ့ညှိပြီးတော့ဖိုင်းပူကုန်ပါတယ်အကုန်ပြီးတဲ့လောင်ကုန်ပြီးတက်ခဲ့ရင်နဲ့သွားမယ်လောက်ကြတော့လေအလုံးမဖြစ်ခဲ့ပါဘူးတန်ရာကြီးကြီးမားမားရထားတဲ့လေရင်မှုဟာသူ့ရဲ့နောက်ဆုံးကြံတဲ့တုံငွေငွေနဲ့မန်နျူရယ်လီဗာကိုဆွဲလိုက်တော့မှသာ အသက်ငယ်ရင်လဲငကိုရင်စီကနေထွက်သွားနိုင်ခဲ့ပါတယ်။မြေပေါ်ဆင်းနိုင်မှုလေထီးဖွင့်လိုက်တဲ့အခါမှာရင်ကအမတန်လေးနေတာမို့လေထီးပါပြဲသွားပြီးဖွဲ့သားတွေဘဲချင်းအရန်လေထီးကိုတုံးကြမလဲညှင်းခုန်နေကြချိန်ပါတယ်။ယင်ကြီးကအစာအုပ်တစ်ခုကိုဝင်တိုက်သွားမိခဲ့ပါတယ်။အဲနောက်မှာတော့အရန်လေထီးကိုတုံးလိုက်ကြပြီးယင်ကလည်းကွင်းမြင့်ကြီးတစ်ခုတည်းကိုဆင်းသက်နိုင်ခဲ့ပါတယ်။ပုံစံကြီးကြီးတစားနဲ့ထုံးမိပြီးကယ်လို့မရနိုင်တဲ့အခြေအနေနဲ့ကပတိန်ကလွဲလို့ကျန်တဲ့လူတွေအားလုံးဆင်ပြေပြီး match ကကပတိန်ကိုလက်ပြုံတစ်လုံးပေးကအားလုံးလဲထွက်လာခဲ့ကြချိန်မှာတော့ပောက်ကွဲတံတစ်ခုကိုချလိုက်ရပါတယ်။ မက်ချ်တုတ်ဖွဲ့ရောက်တဲ့နေရာကတော့တတိပြောင်းကောင်တွေကြီးစိုးထားတဲ့မြို့တစ်မြို့ဖြစ်နေပြီးအားလုံးတတိနဲ့သွာလာကြရပါတယ်အဲဒီမှာပဲမက်ချ်ကဒီလောက်ဖြစ်နေတာတော့စီဝိုင်းဆန်နေတဲ့စစ်သားနှစ်ယောက်ကြောင့်ရွှေပြောင်းရေးတွေကမောက်ကမဖြစ်နေတာကိုတွေ့လိုက်ရပါတယ်စိတ်ပေါက်ပေါက်နဲ့သူလည်းအဲဒီစစ်သားတွေနဲ့ရှင်းဖို့သူတို့စီလျှောက်သွားလိုက်ပြီးညှိလို့အစင်မပြေတဲ့အခါမှာတယောက်ကိုတတ်ပြစ်လိုက်ပါတယ်ကျန်တဲ့တယောက်ကလည်းကြောက်ကြောက်နဲ့ရှင်းမြလူတွေအားလုံးကိုလက်ကားပေးဝေလိုက်ပါတယ်။အဖွဲ့စီပြန်သွားတော့သူ့ကိုမရှင်ကိုပြစ်ထားရကောင်းလားဆိုပြီးတော့စတိုင်နာကဆူပါတယ်။မြေပုံပါအချက်လက်တွေနဲ့ချီတက်ခဲကြရင်စွန့်ပြစ်ဖျားချောင်းတစ်ချောင်းစီကိုရောက်လာခဲ့ပါပြီ စာအုပ်ပါရတယောက်မှသူတို့ကိုဆက်စီရောက်စေနိုင်မဲ့လျှက်ဝက်လိုင်းကောင်းရှိပြီးဂျိုးရီနဲ့အပေါ်ကနေအောက်ကိုသွားကြရမှာဘာသာရေးရုပ်ထုတွေနဲ့တောင်တိုင်းမှာတွေ့ရတတ်တဲ့အယိုးစုတွေကိုမြင်ပြီးတော့ကြောက်လန့်ခဲကြရပါတယ်ဒီလိုနဲ့လိုင်းကောင်းတွေဆက်ဖြတ်လာကြရင်းနဲ့ပျောက်ဆုံးနေတဲ့ရှီအောင်မျိုးတော်ကြီးကိုပါရှာတွေ့ခဲ့ပါတယ်စာအုပ်ရဆိုရင်ဒက်လီကာကသူတို့ကိုလိုင်းကောင်းတွေစီကိုခေါ်သွားမှာပါအဲဒီနောက်မှာတော့သူတို့ဟာဒက်လီကာအတက်ဆင်းလောက်ရလမ်းကြောင်းအတိုင်းတောင်ပါကနေကျိုးနဲ့ဆင်းတယ်လို့အထက်60လောက်အောက်ကိုဆင်းရတော့မှာဖြစ်ပါတယ်ပထမဆုံးခံဝူကသူတို့ဆင်းနေတဲ့အချိန် ဓာတ်လေကားကြီးအောက်ကိုကျလာပြီးတော့သူတို့ကိုမတိုက်သွားဖို့ဓာတ်လေကားဆင်းမလာအောင်တန်ချေကုတ်တစ်ခုကိုအပေါ်ဆုံးထပ်မှာခံထားလိုက်ပါတယ်ပြီးတာနဲ့သူတို့ဖွဲ့သားတွေအားလုံးကျိုးကိုတုံးပြီးတော့အောက်ကိုဆင်းလာကြပါတယ်စောက်ထဲမှာရေးထားတဲ့ကွာဝေးနေရာရောက်မှာတော့ရက်လိုက်ကြပါမယ်ဘောင်ဝင်မောင်းမှမတွေ့လို့ဆင်ပြူရယ်ကစာအုပ်ကြီးကိုဖွင့်ပြီးတော့ကြည့်မယ်လို့မှပြုတ်ချသွားပါတယ်။မက်ရှလယ်လန်ဆွဲခဲ့ပေမဲ့ချင်းကျိုးပြုတ်ပြီးတော့ဆင်ပြူရယ်တယောက်ပြုတ်ချသွားခဲ့ပါတယ်။တိမ်မမျက်နှာမို့ဒဏ်ရာမပြစ်ထန်ပေမဲ့အဲဒီအောက်မှာတရီပြောင်းကောင်တွေအများကြီးရှိနေပါတယ်။ချင်းမြန်လက်မြန်ရှိတဲ့မက်ကဆင်ပြူရယ်ကိုကယ်ဖို့မြင်မြန်ဆင်းလာပြီးအဲဒီတရွာတွေကိုရှင်းလိုက်က အချိန်ရအောင်အဲဒီအောက်ကဒက်လီကတကားကိုလည်းပိတ်ခဲ့လိုက်ပါတယ်စတိုင်နာကလည်းတန်နေချလို့ဘာမှမတွေ့ဘဲနဲ့လက်ပစ်ပုံပစ်ချလိုက်ပေမဲ့ဆာဗီရီယန်ရှိနေလို့ဆင်မီရယ်တို့စီကိုလက်ပစ်ပုံမရောက်သွားခဲ့ပါဘူးပောက်ခွဲတန်နေကြောင်တရေပြောင်းတရဝါတွေပိုရောက်လာကြပြီးနောင်ချိန်ပလီကုန်ကြပါတယ်တရဝါဇိုးတွေကိုရသလိုတိုက်ခိုက်ကြပေမဲ့တစ်ဖက်ကလေးသာနေတာမို့တခြားခန်းကိုသာပြေးဖို့ပြင်ရပါတယ်တရေပြောင်းကောင်တွေကအဲဒီထိလိုက်လာပြီးလှုပ်ရှားကြလို့ကင်ဝကအပေါ်ဆုံးထက်ကနေရသလောက်တက်မယ်ဆိုပြီးတော့လက်နက်ကြီးနဲ့ထုပါတော့တယ် ကြည်ကုံသွားတော့ဒရီပြောင်းကောင်တွေကသူ့ကိုပါတက်ဖို့ဓာတ်လေကားကနေတက်လာကြတာမြင်တော့အလင်းမြန်ကျိုးကိုဖျက်ပစ်လိုက်ပါတယ်အဲဒါကြောင့်ပြုံးမကြအောင်ခံထားတဲ့ဓာတ်လေကားကြီးလည်းပြုတ်ကျလာပြီးခံမလဲဓာတ်ကိုတုံးကစာကျွေးပါတော့တယ်ဒီလိုနဲ့နောက်ဆုံးသူ့ရဲ့ဓာတ်ပုံသဏ္ဍာန်လက်နဲ့သူ့ဘာသာသူတေအောင်လှုပ်လိုက်နိုင်ပါတယ်အောက်ထပ်ကဆရာသမားတို့ကလည်းဓာတ်တုံးတိုက်ဖို့အစဉ်သင်းဖြစ်နေကြပါပြီဒါမဲ့ဘော်ကနေဓာတ်လေကားကြီးပြုတ်ကျလာတာမို့ပောက်ကွဲမှုတွေဖြစ်ကုန်ကြပြန်ပါတယ်ပောက်ကွဲမှုထပ်ဖြစ်ပေမဲ့ဒရီပြောင်းကောင်တွေအားလုံးမသိသေးပါဘူးခံမြက်လက်တစ်ဖက်ကအုတ်ဂျိုအုတ်ကြားကနေထွက်လာပြီးတော့ဘုံတလုံးကိုအသက်သွင်းစေလိုက်မိကား သူနဲ့တူသတိပြောင်းတွေအားလုံးကိုပါခေါ်သွားပါတော့တယ်။ကံကိုလေးစားသမှုပြုပြီးတဲ့နောက်မှာတော့အဖွဲ့အားဆက်လက်ခီးဆက်လာခဲ့ပါတယ်။ချန်ပီယံကစာအုပ်တကြီးကြီးလုံနေတော့မေ့ချ်ကအာယုံနောက်ကဒီစာအုပ်ကြီးကဘာများထူးနေလို့လဲဆိုပြီးတော့ပြောလာပါတယ်။ချန်ပီယံကယုံကြည်ဖို့နဲ့မြေကြီးပေါ်ရေနေနေလောက်ချလိုက်ဖို့ပြန်ပြောပါတယ်။မေ့ချ်လည်းလှုပ်လိုက်ရင်းနဲ့ရေရွေစီးကအပေါက်လေးနှစ်ခုပေါ်လာတာကိုမြင်လိုက်ရပါတယ်။တကယ်တော့ဒါဟာလိုင်ကောင်းကိုဝင်နိုင်မဲ့ဝင်ပေါက်ပါ။ဒီလိုနဲ့နောက်တကန်းစီရောက်သွားကြပြီးအောက်ကမကောင်းဆိုးရတွေမသိအောင်တတိကြီးကြီးနဲ့တွားနေရတဲ့အဖွဲသားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ တရီပြောင်းတတော်တွေဟာတန်ရာရလူနာတွေကိုဆက်စီကိုခေါ်သွားနေကြပြီးမက်ချ်ယောက်လူနာတွေတဲ့နေတန်ကိုပါတွေးလိုက်ရချိန်မှာအကြီးကြီးကိုအံ့အားတင်သွားခဲ့ပါတယ်စတန်ဒါကမက်ချ်ရဲ့စိတ်ကိုသိတာမို့ဒီမှာပဲနေဖို့အမိန့်ပေးပေမဲ့မက်ချ်ကတော့ကယ်ဖို့ထွက်သွားပါတယ်အဲဒီမှာစနိုင်ဒါကသူ့ကိုတားနိုင်ဖို့တနက်ထုတ်ချင်းချောက်ခဲ့ပေမဲ့လက်လျှော့လိုက်ရပြီးမက်ချ်ကိုထားခဲ့ပြီးတခြားသူတွေနဲ့သာဆက်သွားခဲ့လိုက်ရပါတယ်မက်ချ်ကတော့တန်ရာပြင်းထန်ရထားတဲ့နေတန်ကိုရိုးတိုက်ဆွဲသွားတဲ့တရီပြောင်းကောင်ကိုတတ်နိုင်မဲ့အပေါ်ကတငယ်ချင်းတယောက်ပြန်ဆုံသွားကြပြီးမက်ချ်ကနေတန်ကိုလုံုံုံတဲ့နေရာကိုခေါ်သွားပါတယ် ဒေသကသူမိသားစုကြောင့်မေးလာတော့မေ့ချ်ကသမီရောမေရော Mars ပေါ်ရောက်သွားပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နေတန်ကမိမနဲ့တမီးနဲ့အစဉ်ပြေကြောင်းကြားတော့သူလည်းအေးအေးချမ်းချမ်းတည်လို့ရပြီ။သူ့ကိုထားခဲ့ပြီးမရှင်ကိုပြီးအောင်သွားလို့ဖို့ပြောတော့မေ့ချ်လည်းနေတန်တယောက်အတော်ခံစားနေရတာကိုသဘောပေါက်သွားပြီးထပ်ပြီးအနာမခံရတော့အောင်ကူညီပေးလိုက်ရပါတော့တယ်။တစ်ဖက်မှာလည်းမေ့ချ်မပါတဲ့အဖွဲကတံတားကျင်းလေးတစ်ခုကိုတတိကြီးကြီးထားပြီးတော့ဖြတ်ကျော်နေခဲ့ကြပါတယ်။အကြောင်းကတော့တံတားရဲ့အောက်မှာတတိပြောင်းကောင်တွေအပြုံလိုက်ရှိနေလို့ပါပဲ။ကြောက်ရွံ့ခဲကြသွားတဲ့အတန်တန်ကြောင့် အားလုံးလှည့်ကြည့်ကြတဲ့အချိန်မှာစတိုင်နာတယောက်ချော်ကျသွားခဲ့ပေမဲ့ဆွဲထားလိုက်နိုင်ခဲ့ပါတယ်။သူ့ရဲ့အော်ဒန်တွေကတရေပြောင်းကောင်တွေကိုတရီထားမိသွားစေခဲ့ပြီးစတိုင်နာကဘုံကိုတည်လာသူမို့ဆာဗယ်ရီယန်ကစတိုင်နာပြုံးမကြခင်ဘုံကိုယူထားလိုက်ပါတယ်။စတိုင်နာကိုတရေပြောင်းကောင်တွေစတင်တိုက်ခိုက်ကြပြီးစတိုင်နာကသူ့ကိုယ်သူကာကွယ်ဖို့တနက်ပြောင်းစထုတ်တော့စင်မီရယ်ကသူ့ကိုထားပြီးမစ်ရှင်ကိုဆက်လုပ်ဖို့ပြောလာပါတယ်။ဒါမဲ့ကျန်တဲ့လူတွေကညင်းပြီးတော့သူ့ကိုကယ်ဖို့ပြေးဆင်းသွားကြပါတယ်။အတိုက်ခိုက်တွေဖြစ်ကုန်ကြပြီးအင်အားမပြတ်တာကြောင့်အဖွဲ့သားတွေအကုန်လုံးဒဏ်ရာပြင်းထန်ရကုန်ပြီးစင်မီရယ်တက်ခံလိုက်ရပါတယ်။ ောက်ကွဲမှုတစ်ခုကြောင့်တခြားတစ်ယောက်လည်းတိုက်ပွဲကျသွားခဲ့ပြီးအဲဒီနောက်မှာတော့သတိပြောင်းတတော်တွေဟာအလောင်းတွေကိုဆက်စီကိုခေါ်သွားကြပါတယ်ခဏကြာမှမေ့ရောက်လာပြီးကြီးဆက်ရဲ့တစိ့ကိုတွေးလိုက်ရတာမျိုးစိတ်ညစ်သွားခြင်းသတိပြောင်းတကောင်တိုက်ခိုက်တာကိုခံရမလို့ဖြစ်နေတဲ့အချိန်ပါပဲဆာဗေရီယန်ရဲ့တတိပေးတံကြောင့်တစ်ဖက်ကတတော်ကိုပြန်ရှင်းလိုက်နိုင်ခဲ့ပါတယ်ဆာဗေရီယန်ကဒါဟာအချိန်ကြာကြီးတွင်သူမပထမဆုံးစကားပြောမိတဲ့အချိန်ပဲလို့ပြောတော့မေ့ကစာအုပ်နဲ့ပတ်သက်တဲ့အစအနတွေအကုန်လိုက်ကော်ပြီးတော့သူတို့ဘယ်လိုဆက်သွားကြမလဲသိရအောင်သူမကိုဖက်ခိုင်းပါတယ် ဆာဗေရီယန်ကဒါရီကိုမဖက်တတ်တာမို့ယုံကြည်ချက်ပဲထားတယ်လို့ပြောတော့မိတ်လဲစိတ်ဆိုးဆိုးနဲ့ဂူကြီးရဲ့အလဲကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နှစ်ယောက်သားတရီပြောင်းတရဝါရီပုံအောင်တဲ့နေရာကိုတွေ့သွားပြီးတော့ပောက်ကွဲစီနိုင်တဲ့လက်နက်ချို့နဲ့ဆင်လိုက်ပါတယ်။ပောက်ကွဲပစ္စည်းတွေအကြောင်းဝင်ပေါက်ကလည်းပိတ်သွားပြီးတရီပြောင်းတချို့ကိုတတ်လိုက်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်မဲ့ဗေလာရီနဲ့စနိုက်နာတို့ကိုကယ်ဖို့အချိန်ရလိုက်ပြီးအဲ့နောက်မှာတော့မေ့ချ်ကဂူရဲ့အလဲမှာရှိတဲ့တွင်းနေကြီးတဲ့ကိုကြိလိုက်တဲ့အခါမှာလူတွေကတ်တွေနေတဲ့ရန်ရာကြီးတစ်ခုကိုတွေ့လိုက်ရပါတယ် ဲဒီဆက်ဟာတပတ်ပြည့်တိုင်းတစ်ခါလူတွေကိုတရေပြောင်းလူသားတွေအဖြစ်ပြောင်းပေးတဲ့စစ်ကြီးဖြစ်ပြီးဆာဗေရီယန်နဲ့ဘယ်လာရီတို့ကျိုးတချောင်းကိုဆွဲကာစစ်ကြီးရဲ့အလေကိုရောက်ဖို့လုပ်ကြပြီး business နိုင်တာတို့ကတော့သူတို့ကိုပေါ်ကနေဆွဲထားပေးခဲ့ကြပါတယ်။တရေပြောင်းတွေဝင်ပေါက်ကကြောက်တွေကိုလာဖယ်ချခြင်းမှာစတိုင်နာကကျိုးကိုမက်ဆီကိုလွှဲခဲ့ပြီးမကောင်းစွာတွေနဲ့တွားပြီးတော့ရင်ဆိုင်ပါတယ်ဒီလိုနဲ့နောက်ဆုံးပိတ်နှုတ်ဆက်အလေးပြုလိုက်ပြီးလက်ပြဘုံကိုတက်သွင်းကတရေပြောင်းကောင်တွေအားလုံးကိုရှင်းပြလိုက်ပါတော့တယ်မေ့ကတော့မနိုင်ဝဲထန်းနေရတာကြောင့် ၃ယောက်စလုံးအထဲကိုပြုတ်ချသွားခဲ့ပြီးအမျိုးသမီး၂ယောက်ကအဆင်ပြေပေမဲ့မေ့ချ်ကတော့ရန်နီယာကြီးမှပိတ်မိသွားခဲ့ပါပြီ။ကြောင်ကြီးရဲ့ပေးခံရပြီးဆက်လက်ပါတဲ့အင်းဆက်ကြီးကလည်းသူ့ခန္ဓာကိုယ်ထဲကျစ်ပြားတွေထည့်နေပါတယ်။နောက်ဆုံး chess ကတော့သူကောင်းလေးကိုထည့်မှမို့မေ့ချ်တယောက်အရှောင်းတင်းဂျပ်စီချင်းလောက်ရပါတယ်။ဒီလိုနဲ့ဆက်ရုပ်အင်းဆက်ကနေရာလွဲပြီးခေါင်းမဖြတ်ပဲလက်ထိပ်ကိုဖြတ်မိသွားတာမို့လို့သူလည်းလွတ်သွားပြီးဆက်ရုပ်အင်းဆက်ရဲ့ဆက်ရုပ်လက်ကိုဖြစ်စည်းပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့မျိုးသမီးတွေနဲ့ပြန်ပူးပေါင်းမိပြီးတော့သူ့ခန္ဓာကိုယ်ထဲက chess တွေကိုထုတ်လိုက်ပါတယ်။ သူမျက်နှာကတော့နည်းနည်းသတိပြောင်းခံထားရတဲ့ပုံပေါ်ပေမဲ့မကောင်းဆိုးဝါးကြီးလုံးလုံးတော့မဖြစ်သွားပါဘူး။နောက်ဆုံးမှာတော့ဆက်ရက်အထီးကနေရာကိုရောက်သွားကြပြီး match ကဘုံကိုပြင်ဆင်နေချိန် Tavarian နဲ့ Bellary တို့ကမကောင်းဆိုးဝါးတွေကိုသူတို့ပြန်ကိုယ်တိုင်တိုက်ခိုက်ပေးပါတယ်။ match ရောက်ကတော့ဆက်အကြောင်းတေချာမသိလို့စနက်တန်ဗင်နာထဲရမယ်မသိဖြစ်နေပါပြီ။ဒီလိုနဲ့သူ့မှာရှိတဲ့စာအုပ်စာရွက်အပိုင်းစာတွေကိုကြည့်ရပါတော့လေ။ Tavarian ဟာသတိပြောင်းကောင်တွေကိုတိုက်ခိုက်နိုင်ပေမဲ့သတိပြောင်းခံထားရတဲ့ဆင်မီရယ်ကိုတွေးလိုက်ရတဲ့အချိန်မှာတော့တွန်းဆုတ်သွားခဲ့ပါတယ်။ဒါမဲ့ဆင်မီရယ်သူများကိုလာတိုက်ခိုက်ချိန်မှာတော့ သူ့ကိုပြန်တိုက်ခိုက်ဖို့သူမကိုသူမဖိအားပေးလိုက်ရပါတယ်။တစ်ဖက်မှာဘယ်လာရီတယောက်တရေပြောင်းကောင်တကောင်ပဲကြံလို့တတ်မယ်လို့ချိန်မှာဟန်ကျက်ပြက်ကကိုရပိုင်းပြတ်သွားခဲ့ပါတယ်။ဒီလိုနဲ့မစ်ကသူမနေရာဝင်ယူပြီးကြံနေတဲ့တရဝါဇိုးတကောင်ကိုဝင်တိုက်ခိုက်ပြီးတော့ဆာဗယ်ရီယန်ဟာလည်းဆင်မီရယ်ကိုရှင်းဖို့ကိုကိုကိုမနေတွန်းအားပေးပေမဲ့မလုံနိုင်ခဲ့ပဲနဲ့ဆင်မီရယ်ကသာသူမကိုဓာတ်နဲ့ထိုးပြီးတော့အောက်ကိုပစ်ချလိုက်ပါတယ်။ဆင်မီရယ်နဲ့မစ်တို့ထိတိုက်တွေ့ပြီးတော့မစ်ကအချိန်ကောင်းကိုစောင့်ပြီးခွင့်ကောင်းရချိန်မှာဆင်မီရယ်ကိုတွန်းချပြီးတူတက်သားရဲ့တစိမ့်တွေနဲ့ထိုးပါတော့တယ်။ဆင်မီရယ်ကမစ်ကိုပြန်တွန်းတော့စောက်ထဲကစာရွက်တရွက်နဲ့ ဓာတ်တချောင်းအနားကိုရောက်သွားခဲ့ပါတယ်။အဲဒါကိုမြင်လိုက်ရတဲ့အခါမှာဒဏ္ဍာရီလာဓာတ်ဟာတော့ဖြစ်ကြောင်းသဘောပေါက်သွားပြီးတော့အမြန်ဆုံးဆင်မီရယ်ကိုအဲ့ဒီဓာတ်နဲ့ထိုးကစစ်ထဲမှာထည့်လိုက်ပါတယ်။အမိုးပွင့်လာပြီးစတင်လှုပ်ခတ်လာခဲ့ပါတယ်။ဆင်မီရယ်ကသူ့ရဲ့နောက်ဆုံးအသေးစိတ်လေးနဲ့သူ့ကိုခုန်ချလိုက်ဖို့ပြောတော့တွေ့ဝေနေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆင်မီရယ်ပြောတဲ့အတိုင်းခုန်ချလိုက်တဲ့အခါမှာမြောက်မြစ်ဒဇင်းတွေကိုကြာသွားခဲ့ပါတယ်။သူကုန်းမော်ပြန်တက်လာတဲ့အခါမှာတော့ဆက်ဟာကဘာကြီးကိုထားခဲ့ပြီးအာဂတာရဲပြန်တက်သွားတာကိုတွေ့လိုက်ရပါတော့တယ်။ဒီလိုနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။